မင်္ဂလာပါ CNN ရဲ့ knowledge အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ AI နည်းပညာထည့်သွင်းထားတဲ့စက်ရုပ်ခွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဆွေဒင်နိုင်ငံက AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ Injuice ကုမ္ပဏီဟာလူနာလို့အမည်ပေးထားတဲ့ဆက်ရုပ်ခွေကိုတီထွင်ခဲ့ပါတယ်။အဲ့ဒီဆက်ရုပ်ခွေဟာလူသားတွေအခြားတိရိစ္ဆာန်တွေနဲ့သဟဇာတာဖြစ်စေပြီးလေလာသင်ယူနိုင်စွမ်းရှိတဲ့ Digital အာယုံခံစနစ်ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ကိုပိုင်ဆုံးဖြတ်ချက်တွေချပြီးကိုပိုင်လှုပ်ရှားသွားလာနိုင်တဲ့ AI နည်းပညာနဲ့အတူတကယ့်ခွေအစ်စ်တကောင်ရဲ့အပြုအမူအတိုင်းလေလာသင်ယူနိုင်စွမ်းရှိလိမ့်မယ်လို့ကုမ္ပဏီကမျှော်လင့်ထားပါတယ်။ ဒီဆက်ရုပ်ခွေကိုလေ့ကျင့်သင်ကြားပေးရန်အပြင်ကတကယ့်ခွေအစ်စ်တွေကိုလေ့ကျင့်သင်ကြားပေးနေတဲ့နီးပြဆရာတယောက်ကိုလည်းငားရမ်းချတယ်လို့ company CEO ဖြစ်တဲ့ Peter Lufman ကပြောပါရယ်ဒီဆက်ရုပ်ခွေကအနာဂတ်မှာလူသားဆက်ရုပ်တွေလိုပဲမတူညီတဲ့ပတ်ဝန်းကျင်အနေအထားတွေနဲ့တဟဇာတာဖြစ်နိုင်မယ်စွမ်းဆောင်ရည်တွေရှိလာလိမ့်မယ်လို့လည်း Lufman ကပြောပါရယ် လက်ရှိအချိန်မှာတော့လူနာလို့ခေါ်တဲ့အဲ့ဒီခွေးဆက်ရုပ်ဟာသူ့ရဲ့ဆက်ရုပ်ခြေတော်၄ချောင်းပေါ်မှာရပ်နိုင်ပြီးလှူရှားသွားလာနိုင်တဲ့အဆင့်မှာရှိနေပါတယ်။ဒီဆက်ရုပ်ခွေးကိုတော့နောက်ထပ်အဆင့်မြင့်တင်မွမ်းမံမှုတွေပြုလို့ရအောင်မှာဖြစ်ပြီးသူ့တည်တနာတွေဆက်လက်လှူဆောင်နေစေဖြစ်တယ်လို့ကုမ္ပဏီကပြောပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးခဲ့တာကတော့ AI နည်းပညာထည့်သွင်းထားတဲ့ဆက်ရုပ်ခွေးအကြောင်းပဲဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကို တင်ဆက်ပေးသွားပါဦးမယ်။